ယူကရိန်းစစ်မြေပြင်တရင်နီမှာလေအမြဲလိုလိုကြားနေရတဲ့နာမည်တခုရှိတယ်။ Iskander M. Dongji ဟုတ်ပါတယ်။ Iskander M. ဆိုတာတော်တော်လေးပြောစရာကောင်းစဉ်တခုဖြစ်နေတာပေါ့နော်။ဟင်းဒီနေ့အဲ့ဒါကိုပဲကျွန်တော်တို့နည်း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 ကြည့်ကြရအောင်။ဒီလနဲ့ကဘာကြောင့်ဒီလအရေးပါနေလဲ။ဟမ်သူမှဘလို့ထူးခြားတဲ့စွမ်းဆောင်ရည်လေးရှိနေလို့လဲ။ ပြီးတော့ Ukraine ပေါ်ဘလို့တင်းရောက်မှုတွေရှိနေသလားပေါ့ဟုတ်ကဲ့ဒီနေ့အရေးအကြောင်းကိုကျမတို့ရထားတဲ့မဆုတွေအချက်လက်လေးတွေပုံမှန်အခြေခံပဲတော့ဆွေးနွေးသွားမှာပါဟုတ်ပြီသူရဲ့ဤပညာပိုင်းစစ်စင်ရေးမှာဘလို့တုံးလဲ Ukraine အတက်စင်ခေါ်မှုတွေအဲ့ဒါတွေကိုအဓိကထားကြည့်ကြတာပေါ့ကောင်းပါပြီအရင်ဆုံး Iskander M ဆိုတာဘာလဲဆိုတာလေးစာပြောရရင်ပေါ့နော် သူကရုရှားနဲ့တာတိုပေပေထင်းလုံးကြီးစနစ် SRBM လို့ခေါ်တဲ့အမျိုးအစားပါ SRBM Short Range Ballistic Missile ပေါ့ ဟုတ်ပါရဲ့ NATO အခေါ်ကတော့ SS26 stone ပေါ့အခု Ukraine sit point မှာရုရှားကအဝေးကနေဖြစ်မှတ်ကိုတိတိကျကျတိုက်ခိုက်တယ်အဲ့ဒီ stand of warfare မဟာဗျူဟာမှာသူကအဓိကလက်နက်တစ်ခုဖြစ်လာတယ်ဟင်းသူရဘလို့ထူးခြားချက်တွေက သူ့ကိုဒီလောက်အရေးပါစေတာလဲမဆူရီထမှာတော့အရင်ဆုံးတွေ့တာက သူ အမြန်နှုံးပဲဟုတ်တယ် အမြင်နှုံးကအဓိကအချက်တစ်ချက်ပဲသူက match 6ကျော်တနာရီကို9400ကီလိုမီတာလောက်အထိပြန်နိုင်တယ်ဆိုတော့လေ match 6ဆိုတာအတန်းထက်ချော့ဆာမြန်တာနော်အဲ့လောက်မြင်တော့ကြားဖြတ်တော့ချင်းကတော်တော်လေးနဲထွားပြီအချင်းအရန်နဲထွားတာပေါ့အဲ့ဒီအမြင်နှုံးအပြင်မှာလေသူ့ရဲ့ပြန်တမ်းမှုပုံလွန်ကလည်းတော်တော်လေးကာကွယ်ရေးစနစ်တွေကိုအခက်တွေ့စေတယ်ဟုတ်လားဘယ်လိုမျိုးလဲသူကလေပုံမှန်ပဲ့ထင်းဒွန်းကြီးရေလို့ခံမှန်းလို့ရတယ်လမ်းကြောင်းဝတိုင်းသွားတာမဟုတ်ဘူး သူကအထက်လေထုမှကိုလမ်းကြောင်း UDF ပြောင်းပြစ်နိုင်တယ် radical maneuvers လို့ခေါ်တာပေါ့ဩလမ်းကြောင်းပြောင်းနိုင်တာကိုဟုတ်တယ်ဒါတည်းမှမသေးဘူးသူကမြေပြင်နဲ့နိမ့်နိမ့်လေးကပ်ပြန်နိုင်သေးတယ် depressed trajectory ပေါ့အဲ့လိုကြတော့ရေဒါတွေကသူ့ကိုစောစောစီးစီးဖမ်းမိဖို့အတော်ခတ်သွားတယ်ဩဆိုတော့မြန်တယ်လမ်းကြောင်းပြောင်းတယ်နိမ့်နိမ့်ပြန်တယ်ဒါတွေအကုန်ပေါင်းလိုက်တော့ um patriot လိုမျိုးအစ်စင်မြန်လေးချောင်းကာကွယ်ရေးစနစ်တွေတောင်သူ့ကိုကြားဖြတ်ဖို့တော်တော်ခက်ခဲတော့စေတဲ့သဘောပေါ့အတီးကြပါပဲအဲ့ဒါအပြင်ထိန်ဖူးကွာတိုင်းကတောင်ဖိမစီမရောက်ခင်နောက်ဆိုးအစ်စင်မလမ်းချောင်းထပ်ပြောင်းနိုင်တည်တယ်လို့ဆိုရတယ်ဆိုတော့ကြားဖြတ်ဖို့ကအင်မတန်ခက်ခဲအောင်လုပ်ထားတဲ့သဘောပဲတော်တော်ကြောက်ဖို့ကောင်းတဲ့ဒီဇိုင်းပဲတိကျမှုကတော့ဘလို့ရှိလဲတိကျမှုကလည်းတော်တော်လေးကောင်းပါတယ်စီအီပီလို့ခေါ်တဲ့ဖိမလွဲချော်နိုင်ချေအချင်းဝက်က 9မီတာကနေ10မီတာအတွင်းပဲရှိတယ်လို့အချက်လက်တွေကပြတယ်9မီတာ10မီတာဆိုတာတော်တော်တိကျတာပဲအရေးကြီးပြမှတ်တွေကိုအသေးချာချင်းလို့ရတာပေါ့တော်တော်လေးအားပြင်းတာပဲပြီးတော့သူ့တင်နိုင်တဲ့ထိတ်ဖူးတွေကလည်းအားပြင်းတယ်ပောက်ခွဲအားပြင်းတဲ့ HE frac ထိတ်ဖူးဆို480ကနေ900ကီလိုဂရမ်လောက်အထိတင်နိုင်တယ်တော်တော်လေးအားပြင်းတာပဲတခြားထိတ်ဖူးအမျိုးအစားတွေကိုတုံးသေးလားတချို့တည်ရင်မြစ်ဒီမှာတော့ caster bone cluster တို့ ပီအားအပူပုံတာမိုဘယ်ရစ်တို့လိုမျိုးပိုပြီးအဖြစ်ဆွမ်းအားပြင်းတဲ့ထိဖူးတွေလည်းတက်စစ်နိုင်တယ်လို့ဖော်ပြကြရဲဒါပေမဲ့အများဆုံးတုံးတာကတော့ HE frac ပေါ့ဟွန်းဒီလိုဆွမ်းဆောင်ရည်တွေအစုံနဲ့ဆိုတော့ရုရှားကဘလို့ဖြစ်မှတ်တွေကိုအ धिक ထားပြီးဒီ Iskander M နဲ့တိုက်ခိုင်းနေတယ်အရင်မြေတီထဲမှာဗာဒီတွေ့ရတယ်ပြင်မှတ်တွေကတော်တော်ကျေပြန်းတယ် စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေရောအခြေခံအဆောက်အအုံတွေရောပြစ်မှတ်ဖာတာတွေ့ရတယ်။စစ်ဘက်ဆိုင်ရာဆိုရင်စစ်ဘက်ဆိုင်ရာမှာဆိုရင်ယူကရိန်းရဲ့တန်ချက်ကရင်တွေစုနေတဲ့နေရာတွေအမြောက်တပ်တွေပြီးတော့ IRST တို့ NASAMSO လို့ယူကရိန်းတုံးတဲ့လေကြောင်းကာကွယ်စနစ်တွေကိုပြစ်မှတ်ထားတယ်။ကွက်ကဲရေးစခန်းတွေလည်းပါတာပေါ့။ဥမာအနေနဲ့ချက်ဆန်နာမှာယူကရိန်းတပ်တွေစုဝေးနေတာကိုတိုက်ခိုက်ခဲ့ရဖြစ်စဉ်မျိုးရှိခဲ့တယ်။အခြေခံအဆောက်အအုံပိုင်းကတော့ အခြေခံစောင့်မှာဆိုရင်ဒါပေးဆက်ယုံတွေဒါအလိုင်းတွေပေါ့တဲနိုဖွဲ့ဒေတာလိုနေရာမျိုးမှာတိုက်ခိုက်ခံရပြီးမိပြတ်တောက်မှုတွေအခြေချဖြစ်ခဲ့တယ်။နောက်ပြီးတယူပို့ဆောင်ရေးချက်ချကြတဲ့ Lviv နာကယထာလိုင်းဆောင်လိုနေရာမျိုး Kamenitsky နာကခေယန်ဂိုဒေါင်းလိုမျိုးတွေလည်းဖြစ်မထက်ပါခဲ့တယ်။ဒါတွေက CE အရအရောလူမှုအပေါ်မှာပါတိုက်ရိုက်တက်ရောက်မှုရှိတာပေါ့နော်။ဟုတ်ပါတယ်။စိတ်မကောင်းစရာကတော့မြို့ပြနေရာတွေအရက်ပါးတွေရှိတဲ့နေရာတွေမှာပစ်မဲ့ထခဲ့တာပဲ။ ကွန်ဆန်စင်ကာကဈေးကိုတိုက်ခိုက်ခဲ့တော့ကအယက်သားတော်တော်များများတည်ဆုံခဲ့တယ်။ဒါမျိုးတွေကရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေအပြင်လူမှုရဲ့စိတ်တက်ပိုင်းကိုပါတော်တော်လေးထိခိုက်စေတယ်။ကြားတာတကယ်အစ်စ်မကောင်းမို့ဒီအချက်တွေအကုန်လုံးကိုပြန်ကြည့်ရင်ယူကရိန်းအတွက်ကတော့ဒီအစ္စကန်ဒာ M ဟာဘတ်ပေါင်းဆောင်ကစင်ခုံမှုကြီးဖြစ်နေတာပဲ။ဟုတ်ပါတယ်။ကြားဖြတ်ဖို့ခက်တာတခု။음။ပြီးတော့ကြားဖြတ်ဖို့ကြိုးစားတိုင်း Patriot Dome လို့တန်ဖိုးကြီးကာကွယ်ရေးဒုံးကြီးတွေအငိုင်းတုံးရတော့ အရင်အမိရဲ့ခွန်ခန်းစေတာကတခုဟုတ်တယ်နောက်ပြီးယူရှာကသူ့ပိုင်နဲ့ထဲကနေရောသူ့သိမ်းထားတဲ့ယူကရိန်းနေမြေထဲကနေရောဘယ်လာရုစ်ကနေနေပါပစ်နိုင်တော့လေပစ်နိုင်တဲ့နေရာကများလုံးလို့ကာကွယ်ရမယ့် area ကအရန်ကျေပြန့်သွားတာပေါ့မှန်ပါတယ်ဒါကြောင့်လီလာသူတော်တော်များများက2025ခုနှစ်အထိဒီ Escander M ရဲ့အခန်းကဏ္ဍကရော့သွားမှုမရှိဘူးပိုးပြီးတော့အရေးပါလာနိုင်တယ်လို့သုံးသပ်ကြတယ်ဘုတော်ရေးပါလာနိုင်တယ်ဆိုတာက ဟုတ်တယ်။ယူရှောဘက်ကဒီဒုံးကျည်ထုံးလုံးမှုကိုရောအသုံးပြုမှုကိုပါမြင့်တင်ပြီးတော့ယူကရိန်းရဲ့ကာကွယ်ရေးစနစ်တွေကိုလွန်မိုးကိုဆက်ကြိုစားွက်ရှိတယ်။နောက်ပိုင်းမှာဆိုရင် drone တွေနဲ့ Iskander ဒုံးတွေကိုပေါက်ဆက်ပြီးအုပ်စုလိုက်တိုက်ခိုက်တာမျိုး drone Iskander swarms လို့ခေါ်တဲ့ပုံစံမျိုးတွေပေါ်ထွက်လာရနိုင်တယ်လို့လည်းခန့်မှန်းနေကြတယ်။အင်းဆိုတော့ယူကရိန်းတို့အနောက်နိုင်ငံတွေရဲ့အဆက်မြန်လေကြောင်းကာကွယ်ရေးစနစ်တွေစောစောစီးစီးတည်ပြနေတဲ့ဤပညာတွေ အဲ့ဒီအကူအညီတွေကဆက်ပြီးအရေးကြီးနေအောင်ပါပဲလုံးပေါင်းပြီးယူကရိန်းအတွက်အမတန်ကြီးမားတဲ့ချင်းချောမှုအဖြစ်ရှိနေတော့မယ်တာဟာတစ်ဖက်မှာခေတ်သစ်စပွဲတွေရဲ့ဤပညာဘလောက်မြင့်မားလာတယ်လဲဆိုတာကိုပြနေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီဤပညာရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့သဘောကိုပါမိမောင်းထုတ်ပြနေတယ်လို့ပဲနော်ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးမှုကနေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတခုထားခဲ့ချင်တာကတော့လေဒီလိုမျိုးတတိပိချိန်မှာရလိုင်လောက်မြန်းဆန်ပြီးယုတ်တရကြားလောက်လာနိုင်တဲ့အဖြစ်ဆွမ်းအမြင်လက်နက်တွေက ချက်ချင်းမြင်သားတဲ့ရုပ်ပိုင်းဆိုင်ရာပျက်စီးရှုံးရှုံးမှုတွေပြင်မပေါ့စစ်ဖြစ်နေတဲ့ဒေသကလူအဖွဲ့စည်းတွေရဲ့စိတ်ထဲမှာပေါ့ဘလိုမျိုးနည်းနည်းရှိုင်းရှိုင်းနဲ့ရေရှည်တည်တက်မဲ့စိုးရင်ကြောက်လန့်မှုအရေးတီးစိတ်တန်ရာတွေတက်ရောက်စင်နိုင်မလဲဆိုတာကတော့ဟွန်းစပီတွေးစရာချက်တစ်ခုပါပဲ